အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ကာတွန်းပုံမြင် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီကိုတင်ဆက်ပေးဖို့ရွေးချယ်ထားတဲ့ပုံမြင်လေးကတော့ဆောင်းရသည်မှာဝရန်တာထွက်အိတ်တက်တဲ့ချွေးမလေးဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်ကျမကတော့အစီအစဉ်တင်ဆက်သူအန်နာပါမိနောဆိုတဲ့မင်္ဂလာတစ်ယောက်ကတော့မိဘမဲ့လေးတစ်ယောက်ဖြစ်ပါတယ်ငငယ်လေးကလေးကလမ်းဖြတ်ကူနေရင်သူမရဲ့မိဘတွေကွဲလွန်တဲဆောင်းသွားခဲ့တဲ့အခါသူမမိဘမဲဖြစ်ခဲ့ရတာပါ။ ဒါကြောင့်သူမငယ်စဉ်တောင်ကျေးခလေးဘွားတွေကမိဘမဲကေဟာတခုမှသွားရောက်နေထိုင်ခဲ့ပါတယ်တဖက်မှာတော့ဗီနေနဲ့သူ့ရဲ့မိန်းမလက်ချမီတို့နှစ်ယောက်စလုံးကသားသမီးရတနာမထွန်းကားခဲ့ကြပါဘူး။ကျမမျိုးမရှိတဲ့ဖခင်ကြောင့်နိုင်ဖခင်ကြောင့်နိုင်ကိုတော့ကြည့်ပြီးသွားပြီ။ကျမပူဇော်ပွဲတွေလည်းလုပ်ပြီးပြီ။ဘာမှလည်းထူးခြားမလာခဲ့ဘူး၅နှစ်ရှိပြီ။ကျမတို့အခုချိန်ထိကိုခလေးမရသေးဘူး။အေးပါမိန်းမရဲ့အလောက်ထိလည်းစိုးရင်ပူပန်မနေပါနဲ့ကွာ။အရာအလုံးအဆင်ပြေသွားလိမ့်မယ်ဟုတ်ပြီလား။ ကျမဒီစကားကိုနားထောင်နေနားထောင်နေနဲ့အချိန်၅နှစ်ကျော်သွားခဲ့ပြီးဘာမှထူးခြားလာမယ်လို့ကျမတော့မထင်တော့ဘူး။ကျမရဲ့ဘဝမှာဘယ်တော့မှမိဘဖြစ်လာနိုင်မှာမဟုတ်ဘူး။ဖီနီကတော့သူ့မိမရဲ့စကားတွေကိုကြားခဲ့ရတဲ့အခါမှာအတော်လေးကိုဝမ်းနည်းသွားခဲ့ပါတယ်။ဒီအချိန်မှာလက်ချမီရဲ့တငယ်ချင်းဖြစ်သူကလည်းအိမ်ကိုရောက်လာပါတယ်။ဟဲ့နင်ဘယ်ကနေပြီးတော့ရောက်လာခဲ့ရလဲပြီးတော့အဆင်ပြေရဲ့လား။အေးငါအဆင်ပြေပါတယ်ဟဲ့။ဒါနဲ့နင်ကောင်ပြောပါအောင်နင်ရောအဆင်ပြေရဲ့လား။အရာအားလုံးအဆင်ပြေလိမ့်မယ်လို့ငါမျှော်လင့်ပါတယ်ဘလို့လဲ။ ဒါဆိုရင်တော့ငါသွားတော့မယ်နင်တို့အေးအေးဆေးဆေးစကားပြောနှင်းနေကြအောင်ငါအရှမ်းတော့ကြာနေပြီတိလားပြောပြီးနောက်မှာတော့ဗီနေကလည်းအပြင်ကိုထွားခွာသွားခဲ့ပါရဲ့ဘာဖြစ်တာလဲဟဲ့နင်တို့ကြည့်ရတာအတော်လေးကိုစောရင်စိုက်ပြနေရပုံစံပဲအေးနင်လည်းအားလုံးသိရတဲ့အတိုင်းပဲဒါဆိုရင်တော့ငါနင်ကိုနီလန်းတစ်ခုပြောပြရမလားအေးပြောလေပြောပြောနင်တို့နင်ရောကလေးတယောက်မွေးစားလိုက်ကြပါလားနင်ရောကြောကိုရိုင်းကလည်းမိဘမဲ့ကြီးဟာမှစာတင်ပေးနေရအကြောင်းစရာတရားမဟုတ်ဘူးလားသူ့အနေနဲ့သဘောကျနေတဲ့ကလေးတယောက်တော့ရှိမှာပဲ ဖီနေကိုနိုင်ကလည်းကလေးတွေနဲ့ပတ်သက်ပြီးငါ့ကိုအမြဲတမ်းပဲပြောပြပါရယ်။အေးကောင်းတယ်လေအဲ့ဒါကိုနင်အမြန်ဆုံးအသုံးချလိုက်တော့သဘောကျတဲ့ကလေးရှိတယ်ဆိုလို့ရှင်တော့နင်တို့အမြန်ဆုံးမွေးစားထားလိုက်တော့နင်တို့နှစ်ယောက်လုံးကလည်းကလေးတစ်ယောက်ရရှိသွားမယ်။အဲ့ဒီကလေးကလည်းမိဘတွေရဲ့မြေတားကိုရရှိသွားလိမ့်မယ်။ညနေခင်းဗီနေအင်ကိုပြန်လာရောက်ရှိလာခဲ့တဲ့အခါမှာလက်ချမီကတော့ကလေးမွေးစားမယ့်အကြောင်းကိုပြောလိုက်ပါတယ်။ဗီနေကလည်းသူ့မိမရဲ့စကားကိုကြားခဲ့ရတဲ့အခါမှာဝမ်းသာပျော်ရွှင်သွားခဲ့ရပေါ့။ဒီလိုနဲ့နှစ်ယောက်သားမိနှောင်းကိုမွေးစားခဲ့ကြပါတယ်။ မိနာကလည်းဗီနေကိုအရန်ချစ်ပါတယ်။ဒါကြောင့်သူမမွေးစားခံခဲ့ရတဲ့အခါမှာအရန်ကိုဝမ်းသာပျော်ရွှင်နေခဲ့ပါတယ်။ညမိုးချုပ်သွားခဲ့တဲ့အခါမှာမိနာကတော့အိမ်ရာတွေယူပြီးအပေါ်ထက်ကိုကြာသွားခဲ့ပါတယ်။နေပေါင်းရှင်ကျမတို့တခုခုများအမားလုံးမိလို့လား။ကျမတို့ရဲ့သမီးလေးမိနာဘလို့ဖြစ်တာလဲ။ဘာဖြစ်လို့သူအပေါ်ထက်ကိုကြာသွားရတာလဲ။ဒီအချိန်မှာဗီနေကလည်းရှင်နေခဲ့ပြီးတော့ပြောလိုက်ပါတယ်။အင်းမိနာအမြဲတမ်းမိဘမဲ့ခင်ဟာမှာနေထိုင်ခဲ့ရတဲ့ကလေးမဟုတ်လား။သူအဲ့ဒီမှာနေနေရကြာလဲကြာနေပြီလေ။ ။ကေဟာကသေးလဲသေးတယ်အရန်လဲကျင်းတယ်ဆိုတော့ကလေးတွေကအခန်းထဲမှာလုံလောက်အောင်မအိပ်နိုင်ကြဘူး။သူတို့ကအမြဲတမ်းဝရန်တာမှာထွက်ပြီးတော့အိပ်နေကြ။အခန်းထဲမှာပိတ်လောင်ထားမယ်ဆိုလို့ရှင်တော့သူအိပ်လို့ပြောမှမဟုတ်ဘူး။ကောင်းပြီလေဒါဆိုရင်တော့ကျမတို့လည်းဒီနေ့အစပြီးသူနဲ့အတူတူပဲသွားအိပ်ကြမယ်။ကျင်းနေကျင်းနေနဲ့နှစ်ပေါင်းများစွာကုံဆုံသွားခဲ့ပါရဲ့။အခုဆိုရင်တော့မီနာအရွယ်ရောက်ရှိလို့လာခဲ့ပါပြီ။ဖီနီနဲ့လက်ချမီတို့နှစ်ယောက်စလုံးကလည်းကောင်းမွန်တဲ့ကောင်းလေးတယောက်လိုက်ရှာပြီးနောက်မှာတော့မီနာကိုလက်ထပ်ပေးခဲ့ကြပါရဲ့ ဒီနေ့ကတော့မိနာရဲ့ခမအိမ်မှာပထမအိုးစုံနေရပဲဖြစ်ပါတယ်။တရက်အလုံးကုံဆုံသွားခဲ့ပါတယ်။ညမိုးချုပ်လာခဲ့တဲ့အခါမှာသူမအတော်လေးကိုစိတ်ပြတ်ဝမ်းနေသွားခဲ့ပါတယ်။သူကလည်းတယောက်ကြားကိုသူ့ရဲ့လှုပ်ရက်ချက်တွေအားလုံးဘလို့ပြောပြရင်ကောင်းမလဲဆိုပြီးစဉ်းစားနေခဲ့ပါတယ်။သူမကအခန်းထဲမှာဆိုရင်လုံးဝအိတ်လို့မပြောပါဘူး။သူမဝရန်တာမှာပဲထွက်ပြီးအိတ်နေကြပါ။ဒီချိန်မှာမိုဟန်ကလည်းအခန်းထဲဝင်လာပါတယ်။ဘာဖြစ်တာလဲမိနာအဆင်ပြေရလား။မင်းတို့ကြည်ရတာစွရင်ပုံပန်နေရဲ့ပုံစံပဲနော်။ မင်းတော့ဗဇက်ပိတ်နေခဲ့ပါတယ်ဘာစကားတခုမှမပြောပါဘူး။မင်းအခုချိန်မှာငါနဲ့ရင်းနှီးဖို့အချိန်လိုသေးတယ်ဆိုလို့ရှင်တော့ငါဆိုဖာပေါ်မှာပဲအိတ်လိုက်တော့မယ်ရပါတယ်။ဘာမှလည်းအရန်ကြီးစွင့်ပူပန်မနေပါနဲ့ဟုတ်ပြီလား။မဟုတ်တာရှင်မဟုတ်တာအဲ့လိုတော့လည်းဘယ်ဟုတ်ပါမလဲအဲ့လိုမျိုးမဟုတ်ပါဘူး။ဒီနောက်မှာတော့မင်းတော့ကလည်းတယောက်ကြောင့်မိုဟန်ကိုကိစ္စတွေအားလုံးပြောပြခဲ့ပါတယ်။အပေါ်ထက်မှသွားရင်မလို့လား။ဝါရန်တာမှာထွက်ရင်မယ်ဆိုလို့ရှင်တော့အရန်အေးမှာနော်။ ကျမရပါရရှင်။နွေရသည်ဖြစ်ဖြစ်၊ဆောင်းရသည်ဖြစ်ဖြစ်၊မိုးရသည်ဖြစ်ဖြစ်ကျမဝရန်တာမှာထွက်ရတော့မှအိတ်လို့ပြောတာ။ကောင်းပြီလေရတယ်။ဒါဆိုလို့ရှင်တော့အိမ်မှာရှိတဲ့သူတွေကတော့အိတ်ပြောသွားရင်မင်းပေါ်မှာသွားအိတ်ပေါ့။မိတော့အဲ့လိုမျိုးပဲလုပ်ပါရဲ။နေ့စဉ်နေတိုင်းကသူမအပြင်မှာထွက်ပြီးတော့ပဲအိတ်ခဲ့ပါရဲ။မနက်မိုးလင်းစွာနဲ့အစောကြီးထွက်ပြီးတော့သူမအခန်းထဲပြန်ဝင်လာကြပါရဲ။ကြီးနေကြီးနေနဲ့အချိန်တလားကျော်ကုန်းဆုံးသွားခဲ့ပါပြီ။မိုဟန်ကတော့သူ့ရဲ့အခန်းထဲမှာသူအိတ်နေခဲ့ပြီးမိသားစုဝင်တွေအားလုံးအိတ်ပြောသွားခဲ့တဲ့အခါမှာမိနာကတော့ဝရန်တာမှာထွက်အိတ်ခဲ့ပါရဲ။ ဘယ်ချိန်ထိအခုလိုမျိုးနေနေရအောင်မလဲမိနာရဲ့မင်းကငါနဲ့အရန်ကိုဝေးကွာနေတယ်လို့မျိုးခံစားနေရတယ်။ကျမတို့နှစ်ယောက်စလုံးကညှိနှိုင်းလို့မရတဲ့ပြဿနာတစ်ခုကိုရင်ဆိုင်နေကြရတာပဲ။ကျမအခန်းထဲမှာအိတ်တယ်ဆိုလို့ရှင်တော့လုံးဝအိတ်လို့မပြောဘူးမုန်းကျက်တယ်လို့ခံစားရတယ်။ရှင်ကိုယ်တိုင်ကလည်းအေလွန်နဲ့အတွက်ကြောင့်မလို့ဝရန်တာမှာထွက်ပြီးတော့မအိတ်နိုင်ဘူး။မဟုတ်သေးပါဘူးကွာ။ငါအနေနဲ့တခုမဟုတ်တခုအများဆုံးစဉ်းစားမှဖြစ်တော့မယ်နဲ့တူတယ်။ဒါကြောင့်မိုဟန်ကလည်းတခုခုစဉ်းစားပြီးသွားတဲ့အခါမှာတော့ပြောလိုက်ပါရဲ့။ မိနာကဒီလိုလုပ်လေမင်းရဲ့အနေငယ်တော့မိဘအိမ်မှာပြန်သွားနေလိုက်တော့မိနာကတော့သူမရဲ့အကျင့်စိုးကြီးကြောင့်အခုဆိုရင်တော့သူမရဲ့အိမ်တော်ကြီးပြန်စီးပြီလို့ထင်မှတ်သွားခဲ့ပါတယ်တယောက်ကြားကတော့မိဘအိမ်ကိုပြန်နေဖို့အတွက်ပြောနေပါပြီမိနာလည်းဘာမှပြောမနေတော့ဘဲနဲ့အထုတ်ဆွဲပြီးမိဘအိမ်ကိုထွက်လာခဲ့လိုက်ပါတယ်မိုဟန်ကတော့တယောက်တည်းစဉ်းစားနေပြီးပြောခဲ့ပါတယ်သိမကြခင်မိနာရဲ့မွေးနေ့ကလည်းရောက်လာတော့မှသူ့ရဲ့မွေးနေ့ကြလို့ရှိရင်တော့ငါတို့အိမ်ကိုပြန်ခေါ်လာခဲ့ရမယ်သူ့ရဲ့မွေးနေ့လက်ဆောင်အနေနဲ့ငါတို့ကိုလက်ဆောင်အကြီးကြီး surprise ပေးရမယ် ရန်နေကကြာမြင့်သွားခဲ့တဲ့အခါမှာမိုဟန်ကလည်းသူ့ရဲ့မိန်းမမီနာနဲ့အတူတူနေထိုင်ဖို့အတွက်ခါမိုးတက်မှာပဲအခန်းတစ်ခန်းလောက်ထားခဲ့ပါရဲ့ခါမိုးကတော့မှန်တွေနဲ့ပဲလောက်ထားခဲ့ရပါမှန်တွေနဲ့ခါမိုးဖြစ်တဲ့အတွက်ကြောင့်မို့လို့ကောင်းကင်ကိုရှင်းရှင်းလင်းလင်းမြင်နေရပါရဲ့သူ့ရဲ့ surprise အစီအစဉ်တွေအားလုံးပြီးစီးသွားခဲ့တဲ့အခါမှာတော့နောက်နေ့ပဲချက်ချင်းမီနာအိမ်ကိုသွားလိုက်ပါရဲ့သူကတရလုံးသူ့မိမနဲ့အတူတူရခမအိမ်မှာနေပြီးစကားတွေပြောဆိုခဲ့ရင်ညမိုးချုပ်သွားတဲ့အခါမှာတော့အိမ်ကိုပြန်လာခဲ့ပါရဲ့ သူ့မိမကိုအင်ကိုပြန်ခေါ်လာခဲ့ပြီးနောက်မှာတော့မျက်လုံးကိုအဝင်းနဲ့စီထားပြီး surprise တိုက်ခဲ့ပါတယ်။ထချင်းပဲအပေါ်ကြကအခန်းထဲကိုခေါ်သွားပြီးအောင်နဲ့ပြောလိုက်ပါတယ်။အခန်းထဲမှာမိသားစုဝင်တွေအားလုံးကလည်းရောင်းနှင်းနေကြပါပြီ။ကဲပြောရွှင်စရာမွေနေ့အချိန်ခါလေးဖြစ်ပါစေမိနာကြီး။နေ့ရက်မွေနေ့ပွဲအတွက်ငါဘာတွေလုပ်ထားပေးလဲဆိုတာကိုကြည့်လိုက်ပါဦး။ပြောဆိုပြီးနောက်မှာတော့သူကမိနာရဲ့မျက်လုံးစီထားပေးရဲ့အဝတ်ကိုဖြီးချလိုက်ပါတော့တယ်။အရှိတတဲမှာအရန်ကိုလှပါတဲ့အခန်းတစ်ခန်း ခမိုးကတော့မှန်တွင်နဲ့လှုပ်ထားတဲ့အတွက်ကြည်လင်ရှင်းတတ်နေပါရဲ့။အဲ့ရကိုလည်းပန်းတွင်နဲ့တေးချအလှဆင်ထားပြီးမွေးနေကြိတ်တလုံးကိုလည်းပြင်ဆင်ထားခဲ့ပေးပါရဲ့။မိုဟန်ရဲ့မိသားစုဝင်တွေအကုန်လုံးကလည်းအရင်နေရာမှာရှိနေကြရာကိုမိနာတွေ့ကြရတဲ့အခါမှာတော့အရန်ကိုဝမ်းသာပျော်ရွှင်သွားခဲ့ပါရဲ့။ဒါကြောင့်သူကလည်းမေးလိုက်ပါရဲ့။ဒါရီအလုံးကိုရှင်ကျမတယောက်တည်းအတွက်လှုပ်ထားပေးရပေါ့လေဟုတ်လား။ကျမဖြစ်ရောတော့မမယုံနိုင်ဘူးရှင်။ဒါပေါ်မိနာရဲ့ဒါရီအလုံးငါမင်းအတွက်လှုပ်ထားပေးရငါ့မိမအတွက်ငါလှုပ်ထားပေးရပေါ့။ မင်းရဲ့မွေးနေ့မှာအထူးခြားဆုံးဖြစ်စေခြင်းလို့ငါအခုလိုမျိုးစီစဉ်ထားပြီးတော့အရင်နေ့ကရှင်ကျမကိုထွက်သွားခိုင်းခဲ့ရနော်ရှင်ကျမကိုထွက်သွားခိုင်းခဲ့တဲ့အချိန်မှာကျမဘလောက်တောင်မှဝမ်းနေသွားလဲဆိုတာကိုသိရလားကျမရဲ့အိမ်တော်ကြီးပျက်စီးပြီလို့ထင်မှတ်နေခဲ့လို့ကျမစကားတစ်ခေါက်တောင်မှထပ်ပြီးတော့မပြောရတော့ဘူးကျမရဲ့မကောင်းတဲ့အကျင့်တွေကြောင့်ရှင်ကျမကိုကြွားရှင်းတော့မယ်ဆိုပြီးတော့ထင်မှတ်နေခဲ့ရစကားကိုဒီလောက်ပဲပြောရပါသေးတယ်မိနာဝမ်းနေလို့ငိုနေခဲ့ပါတယ်ချွေးမလေးရေငါသားလေးကအလောက်ထိဆိုးသွားတဲ့သူတော့မဟုတ်ပါဘူး ဒီနောက်မိနာကလည်းပျော်ရွှင်စွာနဲ့ကိမ့်မုတ်ကိုလှီးခဲ့ပါတယ်။မိသားစုတွေကလုံးကလည်းမိနာကိုလက်ဆောင်တွေနဲ့စုတော်မြတ်တော်တွေအများကြီးပေးခဲ့ကြပါတယ်။ချွေးမလေးဒီနေ့ဆက်ပြီးရောနေဘောင်မှစွင့်ပူပန်စရာမလိုတော့ဘူးကြာလာငါးနေရဲ့အမိပဲ။တကယ်လို့တခုခုပြဿနာရှိတယ်ဆိုလို့ရှင်တော့ငါတို့ပြောတော့မိုဟန်ကငါတို့ကိုကိစ္စတွေအားလုံးပြောပြလိုက်လို့တော်သေးရပေါ့။ပြောဆိုပြီးနောက်မှာတော့အားလုံးကလည်းအောက်ထက်ကိုပြန်ဆင်သွားခဲ့ကြပါတယ်။ကျမဒီမိသားစုတွေရောက်လာတော့အရန်ကန်ကောင်းနေတော့ရှင်ကလည်းကျမအရန်ချစ်တယ်လို့မျိုးမိသားစုဝင်တွေအားလုံးကလည်းကျမအချစ်တွေအများကြီးပေးကြတယ် ဒီစကားကိုပြောဆိုပြီးနောက်မှာတော့မိသားလေးငိုနေခဲ့ပါတယ်။မိုဟန်ကတော့သူ့မိမရဲ့နှစ်ဖူးလေးကိုနမ်းပြီးနောက်မှာတော့ဖတ်ထားလိုက်ပါတယ်။နှစ်ယောက်သားကလည်းတဘာဝရဲ့အလှတရားကိုခံစားနေရင်အိတ်သွားခဲ့ကြပါတယ်။နောက်ထပ်တင်ဆက်ပေးသွားမယ့်ပုံပြင်လေးကတော့ရိုတီကြိုက်လုံးနဲ့ချိမလေးဆိုတဲ့ပုံပြင်ပဲဖြစ်ပါတယ်။ဒါနဲ့အမဆူရီသားရဲ့ကျမတခုလောက်ပြောလို့ရမလား။ကျမရဲ့တမီလေးကဘလို့မဆိုနည်းနည်းလေးအစားတောက်ကြီးတယ်။ဘလို့မျိုးအစားတောက်ကြီးရလဲ။ရိုတီကိုအချက်20လောက်တခါတည်းစားနိုင်တာကိုပြောတာလား။ အဲ့လိုတော့လည်းမဟုတ်ပါဘူးသူကတခါတခါစားလို့ရှင်တော့ roti ၈ချက်၉ချက်လောက်စားနိုင်တယ်အမေကလည်းဘာလို့လည်းပြောနေရတာလဲတမီးက roti ၈ချက်၉ချက်စားတာမဟုတ်ပါဘူးနော်တခါစားရင်အချက်၅၀စားတာဩရပါတယ်ရပါတယ်စားခြင်းလေဆိုလို့ရှင်တော့စားလေကိစ္စမရှိဘူးအချက်၁၀၀စားလေရတယ်လူဆိုမှတော့စားတော့မှာပဲလေအစားတော့နဲ့ပတ်သက်ပြီးရောအဲ့လောက်ထိပြောနေစရာမလိုပါဘူးအငတ်ခံပြီးတော့ဘယ်သူကနေနိုင်လို့လဲစားစားဒါဆိုရင်တော့ကျမတို့ဒီမင်္ဂလာဆောင်ကိုသဘောကျပြီလို့တတ်မှတ်လိုက်လို့ရလားယင်ကျမဘက်ကနေပြီးတော့သဘောကျပါရဲ့ရှင်သဘောကျတယ် ဘလို့လဲမော်ဟစ်တီရဲ့နေရောဘလို့ထင်လဲဟုတ်ကဲ့ပါမေကျွန်တော်အန်ဂျလီကိုသဘောကျပါတယ်ကျွန်တော်လည်းဒီမင်္ဂလာဆောင်ကိုသဘောတူတယ်မိဘရဲ့သဘောတူညီဆန္ဒနဲ့နှစ်ဖက်စလုံးကလည်းမင်္ဂလာဆောင်ကိုလက်ခံလိုက်တဲ့အခါမှာတော့မင်္ဂလာပွဲကိုအမြန်ဆုံးပြင်ဆင်ခဲ့ကြပါတယ်မင်္ဂလာဆောင်ပြီးနောက်မှာတော့အန်ဂျလီကလည်းရခမအင်ကိုရောက်ရှိလာခဲ့ပါတယ်ဒီအချိန်မှာသူ့ရဲ့ရောင်မလေးနှစ်ယောက်ကရောက်လာခဲ့ပြီးပြောခဲ့ပါတယ်ရောင်မကြီးဘာကြိုက်တယ်လဲဘာစားချင်လဲဆိုတာကိုပြောလေအင်းဟုတ်တယ်ဘာစားချင်လဲ မုံလာဦးနီဟလဝါစားချင်လားဒါမှမဟုတ်ကြက်သားဟင်းစားချင်လားထောပတ်ထမင်းစားချင်လားမရဘူးရောင်းမလေးတွေမရဘူးငါဒါတွေကိုလုံးဝမစားချင်ဘူးနော်ငါကတော့ရိုတီတွေပဲစားမယ်ရိုတီတွေကို25ကျက်လောက်ယူလာခဲ့ရိုတီမင်းမလေးနဲ့ဟင်းကောင်းကောင်းလေးချက်ပေးရဲဆိုလို့ရှင်တော့ငါတို့အဆင်ပြေနေပြီငါကတော့ဒါစားရင်ဘိုက်ဝါတယ်ရိုတီတွေအများကြီးမှခဲရတဲ့အချိန်မှာတော့ရောင်းမလေးတွေကလည်းအတော်လေးကိုအံ့အားသင့်နေခဲ့ကြပါတယ်သူတို့ကတော့သူတို့ရဲ့ရောင်းမဖြစ်တော့အန်ဂျလီကိုပြိုးကြည့်နေခဲ့မိပါတယ်ဘာဖြစ်တာလဲနင်တို့နေ့ရောက်တော့ဘာဖြစ်လို့ငါ့ကိုအခုလိုမျိုးပြိုးကြည့်နေကြတာလဲ နေပါအောင်ရောင်မရဲ့ရိုတီ15ကျပ်ဘလို့စားမလဲစားနိုင်ပါမလားအင်းဟုတ်တယ်ငါကရိုတီစားလို့ရှင်တော့အများကြီးစားတာဒီနေ့တော့15ကျပ်ပဲရှော့ပြီးတော့စားမလို့လေတချက်မှပိုလဲပိုစီရမလို့ဘူးလိုလဲမလို့စင်းနဲ့တေချာကွက်တီလောက်ခဲ့ကြလားအန်ဂျလီအခုလိုမျိုးပြောခဲ့ပေမဲ့လည်းရောင်မလေးနှစ်ယောက်လုံးကတော့မယုံကြည်နိုင်အောင်ဖြစ်နေခဲ့ကြပါရဲ့။သူရဲ့ရောင်မဖြစ်သူကဘလို့ဖြစ်ပြီးရိုတီ15ချက်ကိုစားနိုင်မှာလဲပေါ့ ဒီနောက်မှာတော့အန်ဂျလီကလည်းရိုတီ15ကျပ်လုံးကိုတစ်ခါရဲထိုင်စားပြခဲ့အောင်ကိုတွေးပြင်ခဲ့ရတဲ့အခါမှာတော့သူတို့အန်အားတင်ယောင်ကလွဲလို့ဘာမှမလုပ်နိုင်ကြပါဘူး။ဟဲမီနာငါတို့ရောင်းမတကယ်အတော်လေးထူးဆန်းနေနော်။သူရိုတီ15ကျပ်ကိုတထိုင်နဲ့စားနိုင်တယ်ဘလို့ဖြစ်ပြီးတော့ဒီလောက်တောင်မှစားနိုင်ရတာလေ။အေးဟုတ်တယ်ဟဲငါတို့မိသားစုဝင်တွေကတော့တယောက်ကိုနှစ်ချက်လောက်စားရင်ဘိုင်းဝနေပြီ။မိသားစုအားလုံးပေါင်းတယ်ဆိုရင်တော့မှပဲဒီလောက်ထိရိုတီအများကြီးမစားနိုင်ဘူး။ငါတို့ရောင်းမကတော့တယောက်ထည့်အများကြီးအတော်လေးစားနိုင်တယ်နော်။မိသားစုတစုစာလောက်ကိုသူကစားနေရပါပဲ။ ဒီလိုနဲ့ပဲအချိန်တွေကလည်းတဖြည်းဖြည်းနဲ့ကုန်ဆုံးနေခဲ့ပါတယ်။တရမတော်မိသားစုဝင်တွေအကုန်လုံးကမိုဟစ်ရဲ့တငယ်ချင်းတယောက်အိမ်မှာထမင်းစားဖိတ်တဲ့အတွာသွားခဲ့ကြပါတယ်။အိမ်မှာတော့မုတ်တွေအများအကြီးကိုပြင်ဆင်ထားခဲ့ပေးပါတယ်။မုတ်တွေအများအကြီးရှိနေခဲ့ပေမဲ့ရိုတီတွေကိုတော့ဘယ်မှမတွေ့ပါဘူး။သူတို့ကအိမ်မှာရိုတီတွေမပြင်ဆင်ထားခဲ့ပါဘူး။ဒီအချိန်မှာတော့အန်ဂျလီကလည်းအတော်လေးကိုစိတ်ပြတ်သွားခဲ့ပါပြီ။ဒါကြောင့်မိုဟစ်ရဲ့တငယ်ချင်းဖြစ်သူရဲ့မိန်းမရှယ်မီလာကိုသူပြောလိုက်ပါတယ်။အမကြီးအမကျမတို့ကိုထမင်းစားဖိတ်ပြီးတော့ဒါပါလောက်တာလဲရှင်။ ။ဒီလောက်ဒီများတဲ့မုတ်တွေအများကြီးကိုလုံးနေလက်ဆောင်နဲ့ရိုတီလေးပါလေးလုံးလိုက်မယ်ဆိုလို့ရှင်တော့လေကောင်းတာပေါ့။အော်အန်ဂျလီရဲ့ရိုတီရေဆိုတာကနေ့စဉ်နေ့တိုင်းစားတောင်းနေကြလေ။ဒီနေ့ပိုပြီးကောင်းပြီးအရသာရှိတဲ့မုတ်တွေအများကြီးပြင်ဆင်ထားပေးရပဲ။ဒါတွေကိုပဲစားလိုက်တော့ပေါ့။ဟမ်မစားချင်ပါဘူး။ဒါတွေကဘာမှအလောက်ထိကောင်းတာလည်းမဟုတ်ဘူး။ဘာစပယ်ရှယ်မှမဟုတ်ဘူးမစားဘူး။ကျမတို့ရိုတီကိုပဲစားချင်တယ်ရိုတီရိုတီ။ကျမရိုတီတစ်ချက်နှစ်ချက်စားချင်တာမဟုတ်ဘူးနော်။ကျမရိုတီ15ချက်စားချင်တယ်။ကျမရိုတီ15ချက်လုပ်ပေး။ ချွေးမလေးရဲ့ဒါဘလို့ဖြစ်နေရလဲဒါအိမ်မဟုတ်ဘူးလေသူများအိမ်မှာဘာဖြစ်လို့နေကြီးကြနေရတာလဲချွေးမလေးရဲ့ဗစားပိတ်ပြီးတော့ထမင်းစားလိုက်တော့နော်ဟုတ်ပြီလားချွေးမလေးအေးဟုတ်တယ်အန်ဂျလီရဲ့အမေပြောတာမှန်တယ်နေရလဲစကားနားထောင်ကြမှာရိုတီပဲတစ်ချိန်ကုန်လုံးစားနေလို့ဘယ်ဖြစ်မလဲတခါတလေကြောင့်ရိုတီမစားဘဲနဲ့တခြားဟာတွေလည်းစားတတ်အောင်တင်ယူထားရမှာပေါ့မရအောင်မရအောင်ကျမရိုတီပဲစားခြင်းနဲ့ရိုတီပဲစားပါမယ်ဆိုနေမှာကျမရိုတီ15ချက်ပဲစားခြင်းနဲ့နော်15ချက်ပြည့်စားမယ်လို့ပြောပြီးတော့ပြီးရှင်ပါလို့နားမလည်ရတာလေ ကျမရှေ့မနှခောက်ပြောပြနေအောင်ပါလေကျမရိုတီမစားဘူးဆိုလို့ရှင်တော့အဆင်မပြေဘူးရိုတီစားချင်တယ်အခုလိုမျိုးတော်တော်အချင်းချင်းညင်ခုန်နေအောင်ကိုတွေ့ကြရတဲ့အခါမှာတော့မိုဟစ်တရဲ့တငယ်ချင်းကအတော်လေးကိုစိတ်မကောင်းဖြစ်သွားခဲ့ပါတယ်ဒါကြောင့်သူကလည်းသူ့ရဲ့မိန်းမရှာမီလာကိုပြောခဲ့ပါတယ်ရပါတယ်ရပါတယ်ကျွန်တော်ရဲ့မိန်းမရှာမီလာကိုတိုင်းကလည်းရိုတီကိုလှုပ်တတ်ပါတယ်ဒါကအဲ့လောက်ထိကြီးကျယ်တဲ့ကိစ္စမှမဟုတ်တာသူ့လှုပ်ပေးလိုက်မယ်နော်ရှင်ရလေရှင်ဘာဖြစ်လို့ကျမကိုလာလောက်ခိုင်းနေရတာလဲ ရိုတီ15ချက်အတွက်ကျမကဂျုံလဲသွားနေအောင်ပဲပြီးအဲ့ဒီဂျုံကိုနှက်ပြီးတော့ရိုတီ15ချက်လောက်ပေးအောင်ပဲဘလောက်တောင်မှအချိန်ကြာလဲဆိုတာကိုသိရလားကျမတို့အိမ်ကသူတွေအကုန်လုံးတော့မှတန်းနှက်စာကိုရိုတီအလောက်အများကြီးစားတာမဟုတ်လေအခုလောလောဆယ်ကျမကဒီလောက်ထိများတဲ့ထမင်းဟင်းတွေကိုပြင်ဆင်ထားတာတယောက်ထဲတော့အရန်ပင်မန်းနေပြီးထပ်ပြီးတော့မလုံနိုင်တော့ဘူးသိလားအော်ရှန်မီလာရဲ့အဲ့ဒီတွေကိုငါတို့ကဖိတ်ထားတာမဟုတ်ဘူးလားသူတို့ကိုအဲဝေးကြေပြွန်စွာအဲခံဖို့ကငါတို့ရဲ့တာဝန်ပဲလေကွာမင်းကလေမင်းဒါလေးကိုတော့မှနားမလဲတော့ဘူးလားငါ့ကိုနမယ်ပြအောင်လုံးမလို့လားတငယ်ချင်းတွေအရှိမှာ ဟုတ်ပါပြီဟုတ်ပါပြီထားလိုက်ပါတော့ကျွန်မအခုချက်ချင်းပဲရိုတီတွေလောက်လာခဲ့ပေးပါမယ်ရပြီလားအဲ့ဒါဆိုရင်ဒီနောက်မှာတော့ရှာမီလာကလည်းအန်ဂျလီအတွက်ရိုတီ15ချက်လောက်လာခဲ့ပေးလိုက်ပါတယ်အန်ဂျလီရဲ့ဒီမကောင်းတဲ့အကျင့်ကြီးကတော့တော်တော်ဆိုးရွားပါတယ်သူမရိုတီတွေကိုစားတာမကောင်းတဲ့အကျင့်ဆိုပေမဲ့ပိုပြီးဆိုးတဲ့အကျင့်တစ်ခုကတော့ရိုတီမရဘူးဆိုလို့ရှင်တော့သူမမနေနိုင်ကြပါပြဿနာရအောင်ကိုရှာပြီးတော့ဒီရိုတီတွေကိုရှာအောင်စားတတ်ပါတယ်သူမကနှိမ့်နိုင်ကြရေကိုဘယ်တော့မှမလုပ်ချင်ပါဘူး ရိုဒီအချက်15ချက်ကိုကွက်တီအရန်ကိုစားကျင်နေကြရပါတရမှာတော့မိသားစုဝင်တွေအကုန်လုံးစကားထိုင်ပြောနေကြကြပါတယ်အကိုကြီးအိမ်မှာဂျုံတွေကဂုံလဲဂုံတော့မယ်တီလားနည်းနည်းလေးပဲကြံတော့တယ်အကိုအိမ်ကိုပြန်လာတဲ့အခါကြောက်လို့ရှင်တော့ဈေးထဲကနေဂျုံလေးပါလေဝလာခင်တော့ဂျုံဝယ်ခဲတော့မှကျမတို့အိမ်မှာရိုဒီတွေလုံးလို့ရမှာဒီအချိန်ကငါရုံးကိုသွားရတော့မယ်အချိန်လေးအကိုဈေးသွားပြီးဂျုံလေးပါလေဝယ်နေရအောင်မလားအိမ်မှာဂျုံကနည်းနည်းပဲကြံတော့တာအကိုရဲ့ဒီဂျုံနည်းနည်းလေးနဲ့ကျမရိုဒီဘယ်လိုလုပ်ရမလဲ ရှိတဲ့ဂျုံလေးဆိုလို့ရှင်တော့ကျမတို့ရောင်းမအတွက်ရိုတီ15ချက်လုပ်ပေးအောင်မယ်အလောက်ရိုတီတော့မမနှဲလို့ရမှာကဲကောင်းပြီဒါဆိုရင်တော့ရှိတဲ့ဂျုံလေးပဲသူစားတော့ဖို့အတွက်ရိုတီ15ချက်လုပ်ထားပေးလိုက်တော့လေငါတို့ဒီနေ့အပြင်မှာပဲထမင်းစားလိုက်တော့မယ်ကောင်းတယ်ကောင်းတယ်ကောင်းတယ်အရင်ကကောင်းတယ်ဘလို့ခေချိန်ခေါရောက်လာခဲ့ရလဲယောက်ျားကတော့ဘာမှမစားမတော့ပဲနဲ့အငှက်ခံပြီးတော့ရုံးတော့တက်နေတဲ့အချိန်မှာမိမအိမ်မအေးအေးဆေးဆေးထိုင်ပြီးရိုတီ15ချက်ကိုစားနေတယ်ငါတော့လေတကယ် နောက်တော့အရန်ရရဲကိုကောင်းကိုအုံနေရနဲ့တာထိုခွဲလိုက်ချင်တော့တယ်အမေရလည်းဗျာဘာဖြစ်လို့လဲဒါအဲ့လောက်ထိအရန်ကြီးကျယ်တဲ့ကိစ္စမှမဟုတ်ကြ။သူနားလေသွားမှာပါအမေရဲ့အချိန်တစ်ခုရောက်လာတဲ့အထိသူ့ကိုစောင့်ပေးလိုက်နော်သူကအဲ့လောက်ထိနားလေမှုမရှိရဲ့တော့လည်းမဟုတ်ပါဘူးဒီလိုနဲ့ပဲအချိန်တွေကတော့တဖြည်းဖြည်းကုန်ဆုံးလာခဲ့ပါတယ်တရမတော်မိုဟစ်ကရုံးကောင်းနေပြလာနေခဲ့အချိန်မှာပဲဈေးရဲဝင်ပြီးမိသားစုဝင်တွေအားလုံးနဲ့တူတူစားတော့ဖို့အတွက်စမုစကြော်ရီဝယ်လာခဲလိုက်ပါတယ် မိသားစုဝင်တွေကောလောက်ကအတူတူထိုင်ပြီးအေကန်းထဲမှာစမူစာကိုစားတောင်းနေခဲ့ကြပါရဲ့အန်ဂျလီကတော့ဘာတစ်ခုမှမစားဘဲနဲ့သူတို့စားတောင်းနေရကိုထိုင်ပြီးတော့သာကြည့်နေခဲ့ပါရဲ့ဘာဖြစ်တော့လဲချွေးမလေးရဲ့ဘာဖြစ်လို့နေအားလုံးကိုအခုလိုမျိုးကြည့်နေရလဲထူးဆန်းလိုက်တာဟဲ့ကဲလာလာလာနင်လည်းငါတို့အားလုံးနဲ့အတူတူစမူစာလေးပါလေးဝင်စားပါလားဟဲ့အရန်စားကောင်းတယ်တိလားဒီနေ့ငါသားလေးရောင်းကနေပြန်လာနေနဲ့ဈေးထဲမှာတွေ့ရနေဝယ်လာခဲ့တာတဲ့အရသာတော်လေးကိုရှိတယ်တော်တော်ကောင်းတယ်မစားပါဦးမေရဲ့ကျမမစားချင်ပါဘူးအမေတို့ပဲစား ကျွန်မတို့ရိုတီပဲစားချင်တယ်။ကျွန်မအခုချိန်မှာစမူဆာတွေပါတွေစားလိုက်မယ်ဆိုလို့ရှင်တော့ဘိုက်ပြေသွားမှာပေါ့။ကျွန်မရိုတီလည်းစားရအောင်မယ်။ရိုတီစားဖို့အတွက်နေရာချန်ထားမှဖြစ်မယ်။အော်ရောင်မရဲ့ဒီနေ့ပဲဖြစ်ဖြစ်တရက်လောက်ရိုတီလေးနည်းနည်းလေးရှော့စားလိုက်မယ်ဆိုရင်တော့တောင်ပြိုသွားမှာမို့လို့လား။နည်းနည်းလေးရှော့စားလိုက်ပေါ့။စမူဆာစားပြီးတော့ရိုတီနည်းနည်းရှော့လိုက်နော်။လာပါရောင်မရဲ့စားလေး။မိသားစုတွေအကုန်လုံးစားနေကြတာပဲ။ရောင်မတယောက်တည်းအခုလိုမျိုးထိုင်နေတော့မကောင်းဘူး။နင်ကိုယ်တိုင်လည်းသိရပဲမဟုတ်ဘူးလားမိနာရဲ့။ငါရိုတီတွေမရှိဘူးဆိုလို့ရှင်တော့လုံးဝနေတတ်တာမဟုတ်ဘူးဟဲ့ ဒါဆိုရင်တော့ဒီမှာဖြစ်လို့ငေါ့တောင်းတော့မှပြောနေရတာလဲငါမစားချင်တော့ကဲဟုတ်ပြီနေအလောက်တော့မှရိုတီတွေအရင်စားချင်နေရဲဆိုလို့ရှင်တော့နေစားမဲ့ရိုတီကိုနေဟာနေကိုယ်တိုင်ပဲတွားလုပ်လိုက်တော့သူတို့ကိုစောက်မနေနဲ့ဘာလဲကျမဘာဖြစ်လို့ကိုယ်တိုင်ထမင်းဟင်တွားချက်ရမှာလဲကျမဘာရိုတီမှမလုပ်ဘူးနော်အိမ်မှာကျမအပြင်နောက်ထပ်မင်းကလေးနှစ်ယောက်ရှိသေးတယ်ကျမရောင်းမနှစ်ယောက်လုံးအိမ်မှာရှိနေရတာနဲ့ကျမအလုပ်ထားလို့ရမယ်ပေါ့လေကျမရိုတီတွေကိုကိုယ့်ဟာကိုလုပ်ပြီးတော့စားရမယ်ဆိုတာကဖြစ်တဲ့ရလားဒါဖြစ်တဲ့နဲ့စကားလို့ရှင်ကထင်နေရလားကျမဘာမှမလုပ်ဘူးတွား ရှင်မဆော့ကိုပိတ်ထားလိုက်စမ်းပါဒီလိုနဲ့နောက်ထပ်ရနေငယ်ကြသွားခဲ့တဲ့အခါမှာတော့သူတို့ရဲ့ရွာမှာရှိတဲ့ဖခင်ကြောင့်ကဖုံးတော်ကြီးအိမ်ကိုရောက်လာခဲ့ပါတယ်ပြီးတော့တာနဲ့သူတို့အချင်းချင်းစကားပြောဆိုခဲ့ကြပါတယ်ကဲဒီတစ်ခါကျွန်တော်တို့ရဲ့ဖခင်ကြောင့်မှအလူအတန်းအကြီးကြီးလောက်ဖို့အတွက်အစီအစဉ်တစ်ခုရှိပါတယ်စည်ရန်သားတွေကိုလည်းကျွန်တော်တို့ထမင်းကျွေးဖို့အတွက်စီစဉ်ထားတယ်လေအဲ့ဒါကြောင့်အားလုံးပဲပါဝင်ပေးကြပါအောင်ဗျာကဲဟုတ်ပါပြီဖုံးတော်ကြီးရဲ့ဟုတ်ပါပြီဖခင်ကြောင့်မှအလူတန်းလောက်မယ်ဆိုတော့ဒါအရင်ကောင်းတဲ့ကိစ္စပဲ ကျွန်မဘယ်လောက်တောင်မှအကူအညီပေးရမလဲပြောပါကျွန်မတို့ဘယ်လိုပုံစံအကူအညီပေးလို့ရတယ်อืมရပါတယ်အလှငွေကတော့တိုက်တလောက်ပေးလို့ရတယ်ကျွန်တော်တို့ဘက်ကနေပြီးတော့တတ်မှတ်ထားတာမရှိပါဘူးကျွန်တော်ပြောချင်တာကတော့ထမင်းဟင်းချက်ပြုတ်တဲ့နေရာမှာတိုင်းနေပါဝင်ရောက်အကူအညီပေးပါလားကုသိုလ်ကောင်းမှုရှာတဲ့အလုံးဆိုတော့ဘုရားသခင်ကလည်းနှစ်သက်ပါတယ်ပတ်စံပယုံနဲ့ကုသိုလ်ကောင်းမှုကိုရှောက်ဖွေပေးနိုင်တာမဟုတ်ဘူးလေကိုယ်တိုင်လူအားနဲ့ပေါဝင်ပေးတဲ့အခါကျတော့ပို့ပြီးတော့ကုသိုလ်ရတာပေါ့အရှင်ကိုယ်တိုင်ကလည်းအရန်ကိုဝမ်းသာပျော်ရွှင်သွားပါလိမ့်မယ် လူတွေအကုန်လုံးဆက်စုပ်ဝေးနေအလောက်တူတူလောက်ကြမယ်ဆိုလို့ရှင်တော့စီးလုံးညို့မှုရဲ့ခွန်အားကိုလည်းတွေ့မြင်ရတာပေါ့ဒါပေါ့ဖုန်းတော်ကြီးရဲ့ဖုန်းတော်ကြီးပြောတဲ့စကားတွေကတကယ်မှန်တာပဲကျမတို့ကျင်းတွေပါပါဝင်အကူအညီပေးကြမှာပါကုသိုလ်ကောင်းမှုကိုရှာဖွေဖို့အတွက်အခွင့်ရေးဆိုတာကအမြဲတမ်းရရှိနေရမှာမဟုတ်ဘူးလေကျမတို့နေနဲ့ကျင်းတွေပါပါဝင်မယ်နော်ကံကောင်းတဲ့သူတွေကပဲဒီအခွင့်အရေးကိုရရှိကြတာစွန်နီတာကလည်းသူရဲ့မိသားစုဝင်တွေအားလုံးကိုခေါ်ပြီးနောက်မှာတော့အချိန်မှန်ဖះအကြောင်းကိုတွားခဲ့ကြပါတယ်ဖုန်းတော်ကြီးကလည်းသူတို့မိသားစုဝင်တွေအကုန်လုံးကိုတွေ့မြင်ခဲ့ရတဲ့အခါမှာဝမ်းသာပြောရွှင်တွားခဲ့ပါတယ် ဒီနောက်မှာတော့စနီသားကိုလည်းပြောလိုက်ပါရယ်။ကဲလာလာလာစနီသားရေလာခဲ့လာခဲ့နင်တို့အားလုံးအချိန်မှန်ရောက်လာကြတာပဲ။ကောင်းတယ်ကောင်းတယ်။ဒီမှာအလုပ်တွေအများကြီးလုပ်ဖို့အတွက်ရှိတာဆိုတော့အလုပ်တွေကိုတေချာကြီးလုပ်လိုက်နော်။ကျန်တဲ့သူတွေအများကြီးလည်းဒီမှာရှိနေပါသေးတယ်။တို့အားလုံးကလည်းအကူအညီပေးကြလိမ့်မယ်။ဖခင်ကြောင့်ကိုရောက်လာတဲ့သူတွေအကုန်လုံးကိုလည်းတို့တွင်းဝင်ပြုစုပေးကြပါလိမ့်မယ်။တီနာမီနာနဲ့ချွေးမလေးအန်ဂျယ်လီရောကိုတော့ရိုတီလုပ်တဲ့နေရာမှာပဲခိုင်းလိုက်မယ်နော်။သူတို့ကတော့ရိုတီတွေကိုလုပ်ပေးလိုက်ကြပါဦး။ ။ဟုတ်ကဲ့ကောင်းပါပြီဖုန်းတော်ကြီးကျမတို့တောင်းရောက်အတူတူပေါင်းပြီးရိုတီတွေကိုလုပ်လိုက်မယ်နော်။ဒါနဲ့ချွေးမလေးရေနင်ဖြစ်ပါမလားဟဲ့။ရောက်ပါတယ်အမေရဘာလို့စွဲပူပန်နေရလဲကိစ္စမရှိဘူးရတယ်။ကျမရိုတီတွေကိုတေးချလောက်တတ်ပါရဲ့။ဒီလိုနဲ့အန်ဂျလီကလည်းသူ့ရဲ့ရောင်းမလေးနှစ်ယောက်နဲ့အတူတူသွားပြီးရိုတီတွေကိုလုပ်ပေးခဲ့ပါရဲ့။သူမရိုတီတွေကိုလှုပ်တဲ့နေရာမှာသွားရောက်အကူအညီပေးနေခဲ့ပေမဲ့အတော်လေးကိုစိတ်ပြတ်သွားခဲ့ပါတယ်။ဒီနောက်မှာတော့သူမစိတ်ထဲကနေပြီးတော့လဲစဉ်းစားနေခဲ့ပါတယ်။ငါကတော့ဘဝမှာဘယ်တော့မှရိုတီမလှုပ်ခဲ့ဘူးလို့မသိဘူး။ ူတီလို့ရတော့အတော်လေးကိုခက်ခဲတဲ့ကိစ္စပဲတတော်လေးကိုပင်ပန်းနေဟာဒီနေ့မှပဲငါသဘောပေါက်နားလေတော့တယ်ငါရောက်မှလေးနှစ်ယောက်ကတကားမှမငီးမညူပဲငါအတွက်ရိုတီ15ချက်ကိုအမြဲတမ်းလှုပ်ပေးခဲ့ကြတယ်ငါစားဖို့အတွက်ဒီလောက်များတဲ့ရိုတီတွေကိုလှုပ်ပေးနေရင်တို့ဘလောက်တောင်မှပင်ပန်းသွားလိမ့်မလဲဆိုတာကိုတော့ငါဘယ်တော့မှမစင်စားပေးခဲ့မှာဘူးအတော်လေးစ조사ပန်းစားနေလှုပ်ရတဲ့အလုပ်ပဲတကယ်ပင်ပန်းနေအရှောင်ပင်ပန်းနေဒီလိုစင်စားပြီးနောက်မှာတော့အန်ဂျလီကလည်းအလုပ်ကို조사လုပ်ကိုင်းနေခဲ့ကြတယ်သူရဲ့ရောင်မှလေးနှစ်ယောက်လုံးဘက်ကိုကြည့်နေခဲ့မိပါတယ် တို့ကတော့ရိုတီတွေကိုအေးအေးဆေးဆေးနဲ့စိတ်ပါလက်ပါလုပ်နေခဲ့ကြပြီးအလို့တွေရှောင်နေခဲ့ကြပါရဲ့အန်ဂျလီကတော့ဒီပုံစံတိုင်းကြောင်ကြည့်နေအောင်ကိုသူ့ယောင်မလေးနှစ်ယောက်လုံးကလည်းမြင်တွေ့သွားခဲ့တဲ့အခါမှာတော့မေးလိုက်ပါရဲ့ဘာဖြစ်တာလဲယောင်မရဲ့ရိုတီလောက်ရတာအဆင်မပြေတော့ဘူးလားတခုခုဖြစ်လို့လားပင်ပန်းနေဆိုလို့ရှင်တော့ထားလိုက်တော့လေခဏလေးအနာအသွေးယူနေလိုက်ကျမတို့ပြီးအောင်လှုပ်ထားလိုက်မရသေးမဟုတ်တာမဟုတ်တာနင်တို့လည်းလုံနေကြတာပဲငါကဘာဖြစ်လို့အနာယူရမှာလဲအနာယူချင်လို့တော့လည်းမဟုတ်ပါဘူး ရိုဒီတွေကိုစားတတ်တယ်ဆိုလို့ရှင်တော့ရိုဒီတွေကိုတေးချာလောက်တတ်ဖို့ကလည်းအရန်ကိုအရေးကြီးတယ်ဆိုတော့ကိုငါအခုတေးချာသဘောပေါက်သွားပြီနင်တို့နှစ်ယောက်လုံးကိုငါပြောစရာရှိတယ်နင်တို့ငါအတွက်လှုပ်ပေးခဲ့တဲ့အရာတွေကတကယ်အရေးအောင်များလွန်တာပဲနော်ဒီနေ့ငါနားလေသွားပြီတိလားထမင်းဟင်းချက်ပြုတ်တတ်ဖို့ဆိုတော့ကတော့မိန်ကလေးတိုင်းမိန်ကလေးတိုင်းရဲ့တာဝန်ပဲမိန်ကလေးတွေအားလုံးကထမင်းကိုကောင်းကောင်းချက်ပြုတ်တတ်တဲ့နယ်ဒီစကားကိုကြောက်ခဲ့ရတဲ့အခါမှာတော့ညီမနှစ်ယောက်လုံးကလည်းအရေးအကိုဝမ်းသာပြောရွှင်သွားခဲ့ကြပါတယ်အရင်နေ့ကဆက်ပြီးတော့အန်ဂျလီကလည်းသူမရဲ့ပုံစံတွေအားလုံးကိုလုံးဝပြောင်းလဲပြလိုက်ပါတယ် ဒီမှာရခမအိမ်မှာမိဖို့ကံကိုလည်းဝင်ပြီးနောက်မှာတော့အားလုံးစားသောက်ဖို့အတွက်ရိုတီတွေကိုလည်းဒီမှာကိုယ်တိုင်ပြင်ဆင်ချက်ပြုတ်ပေးလိုက်ပါတယ်။ဒီမှာအရင်ထုံးကောက်လိုမျိုးရိုတီ15ချက်လည်းမစားတော့ဘဲနဲ့ရိုတီတွေကိုရှော့ပြီးတော့ဒါစားလိုက်ပါတော့တယ်။မိသားစုတွေအကုန်လုံးနဲ့အတူတူတခြားမဟုတ်တွေကိုလည်းစားတတ်အောင်လေ့ကျင့်ခဲ့ပါတယ်။ချွေမလေးရဲ့ပြောင်းလဲသွားတဲ့ပုံစံတွေကြောင့်မိသားစုဝင်တွေအကုန်လုံးကလည်းဝမ်းသာပျော်ရွှင်ကုန်ကြပါတယ်။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါအောင်နော်။